ကျမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘန်လ20ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင်ဂျီနရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့လိဂီကိုမြို့တင်မှာရှိတဲ့ဆွေတော်ဂုံးကိုစစ်ကော်မရှင်တပ်ပြန်လည်တင်ပိုက်လိုက်ပေမဲ့အထိုင်ချရဲမှမဟုတ်ဘူးလို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်လိဂီကိုမြို့တင်မှာရှိတဲ့ ဆွေတော်ကုန်းစစ်စခန်းကိုစစ်ကော်မရှင်တပ်နဲ့ကရင်နေကြားဆောင်တပ် BGF ပူးပေါင်းတပ်တို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့စစ်ရေးတရင်ရှိမြစ်တွေစီကနေသိရှိရပါတယ်။အော်တိုဘားလ19ရက်နေ့မနက်မှာ KNL မဟာမိတ်ပူးပေါင်းတပ်နဲ့စစ်ကော်မရှင် BGF ပူးပေါင်းတပ်တို့လီဂီကိုအမလီရက်ကွက်ဆွေတော်ကုန်းနဲ့မေထော်တလီဖလူလမ်းပိုက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အခုလိုထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်2024ခုနှစ်လောက်က KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ဆွေတော်ဂုံးကနေပြန်လည်စုခွာပေးကြရပါမယ်စစ်ကော်မရှင်တပ်သားတွေအစိုးရဆွေတော်ဂုံးမှာအထင်ချတက်ဆွဲထားခြင်းမျိုးမရှိဘူးလို့ဆိုပါတယ်ဒီနေ့သူတို့တိုးတယ်နော်နေရာနှစ်ခုတိုးတယ် view point ဘက်ကနေသူတို့တိုးလို့ရတယ်ဒါပေမဲ့ flu ဘက်မှာတော့တိုးလို့မရဘူးအပြန်အလှန်ပဲဗတ်တယ်ဆိုင်နေတယ်ဆွေတော်ဂုံးနာတဝိုက်မှာပဲသူတို့လည်းမတက်ရဘူးကိုလည်းမနေရဘောလုံးကွင်းလိုပဲကွင်းအပြောင်ကြီးထိုးတယ်လေအဲ့ဒီဂုံးကဘသူမှမနေရဘူးငကူကလေးကလည်း ်ဆွေတော်ကုန်းမာမမနေတာအခုသူတို့လဲလာလင့်မနေရဲဘူးထင်ပါတယ်လို့အစိုးပါစီးတရင်ရှိမြက်ကဆိုပါတယ်လက်ရှိအခြေအတိလဲစီးရဲအခြေအနေကတင်းမာနေစေဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းစစ်ကော်မရှင်တပ်က 6K ကောကိုစစ်ကြောင်းထိုးလာပြီးလက်ခတ်တောင်မြဝတီနဲ့မြစ်တာလင်းမြိုင်ဘက်ကနေ 6K ကောကိုလက်နက်ကြီးတွေပစ်ခတ်မှုအဆက်မပြတ်ရှိနေခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်အုပ်စုရဲ့ဘုံကျဲတက်ခိုက်မှုများအတွက်အလှည့်ဆိုတာရှိစမြဲပဲလို့ TNL ပူကျုပ်တောက်ပုံကျော်ရာဇသန်ပြေးလိုက်ပြီးဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။တအောင်တက်မတော် TNL သိမ့်ပိုက်ထင်းချုပ်ထားရမြို့ရတွေကအယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးနေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေအတွက်အလှည့်ရှိလာမယ်လို့ TNL ထွေထွေတွင်းရင်မူပူကျုပ်တောက်ပုံကျော်ကလူမှုကွန်ရက်ကနေတဆင့်ရေးသားပြောဆိုလိုက်ပါတယ်။ပူကျုပ်တောက်ပုံကျော်ကမနဲ့နေခင်ညနေညတကောင်ဇက်တိုက်လေးရင်ဘုံကျဲနေတာကျဲတဲ့သူကျဲဖို့စော်အော်သူကျဲခံရတော့ကိုဝမ်းမြောက်လက်ကုပ်တီးသူအလုံးကို ထုံးသေးချတို့မှတ်ထားမယ်အလဲဆိုတာရှိစမြပါလို့လူမှုကွန်ရက်မှာရေးသားထားပါတယ်အကြံဖတ်စစ်တဲ့အနေနဲ့ TNL ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံမိုင်းငုံနဲ့မိုးကုတ်မြို့နယ်တွင်းမှာမနိညာပိုင်းကနေဒီကနေ့နေ့လယ်ပိုင်းအထိလီချောင်းကနေစက်တိုက်ပုံကျစ်တက်ခိုက်နေတာတွေကြောင်းကလင်းငယ်တွေအပါအဝင်အရက်သားပြည်သူတွေတေဆုံးကအများပြားတန်ရာရခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလာတရက်နေ့ကနေ၁၈နေ့အထိအကြံဖတ်စစ်တပ်ကလေချောင်းကနေမန်တုံမြို့မှာတစ်ကြိမ်၊ကြောင်မဲမြို့မှာသုံးကြိမ် တီဘောမြို့မှာ9ကြိမ်မိုင်းငေါမြို့မှာ2ကြိမ်မိုင်းလုံမြို့မှာ4ကြိမ်နမ်ဆန်မြို့မှာ9ကြိမ်နမတူမြို့မှာ9ကြိမ်မိုးမိတ်မြို့မှာ3ကြိမ်နဲ့မိုးကုတ်မြို့မှာ2ကြိမ်စုစုပေါင်း28ကြိမ်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါတယ်စီအိုစုရဲ့အဆိုပါဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တန်ကာတော်နှစ်ပါးကလေး၈ယောက်အမျိုးသား၁၂ယောက်နဲ့အမျိုးသမီး၁၉ယောက်တေဆုံးခဲ့ပြီးကလေး၁၁ယောက်အမျိုးသား၁၆ယောက်နဲ့အမျိုးသမီး၁၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်၁၃၈လုံး စောက်တင်ကျောင်း၃ကျောင်း၊ဘုံကြီးကျောင်း၃ကျောင်း၊ကျောင်းဆောင်9ဆောင်းနဲ့အစောက်အုံ၄ခုတို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့အော်တိုဘာလာအတွင်းမှာ TNL နဲ့အချက်ဖတ်စစ်တပ်တို့တရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့လည်းရှိနေပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြဝတီဝေါ်လီလမ်းပိုက်မှာစစ်ကောင်စီတပ်ဘက်ကနေဝင်တိုက်ပေးတဲ့ BGF တပ်ဖွဲ့ဝင်အချို့တိုက်ပွဲကျသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မြဝတီဝေါ်လီလမ်းပိုက်က အင်ဂျင်မြိုင်နဲ့မင်းလက်ပံကြေးရွာအကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်ကနေပါဝင်ကူညီတိုက်ခိုက်ပေးခဲ့တဲ့ BGF KNA ကတပ်ဖွဲ့ဝင်၃ဦးထက်မင်းတိုက်ပွဲကျသွားတယ်လို့ BGF KNA နဲ့နီးစပ်တဲ့သတင်းရှိမှုတွေစီကနေသိရှိရပါတယ်။အော်တိုဘားလ15ရက်နေ့ကစတင်ပြီးမြဝတီဝော်လီလမ်းပိုင်းပေါ်မှာရှိတဲ့အင်ဂျင်မြိုင်ကြေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ကရင်နယ်ကြားဆောင်တပ် BGF KNA တို့ကစစ်ကြောင်းထိုးလာခဲ့ရမှာ KNA တပ်မဟာ6ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မြောက်ဝတီဝော်လီလမ်းပိုင်းကအင်ဂျင်မြိုင်နဲ့မင်းလက်ပံကျေးရွာကြမှာအော်တိုဘောလုံးဆက်ရှင်ရည်အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်နဲ့ BGF KNA ပူးပေါင်းစစ်ကြောင်းကမင်းလက်ပံရွာဘက်ကိုစစ်ကြောင်းထိုးလာနေတယ်လို့ကရင်သတင်းရင်းမြစ်တအူးကပြောပါတယ်ပြစ်လိုက်နားလိုက်ပဲသူတို့ BGF KNA တွေက uniform ချင်းပြီးတော့တက်မနှစ်နှစ်ဘက်ကြီးနဲ့တက်လာတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်နဲ့အတူပူးပေါင်းပါဝင်ကူညီတိုက်ခိုက်ပေးခဲ့တဲ့ကရင်နယ်ချောင်းဆောင်တပ် BGF KNA အမှတ်သုံးစစ်တီတာရှိရှိရှိဗျူဟာလက်အောက်ခံတရင်တက်ဖွဲ့ရိဘက်က၃ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့ BGF KNY နဲ့နီးစပ်တဲ့သတင်းရှင်းပြတဦးကပြောပါတယ်။ကရင်အမျိုးသားတက်မတော် KNY အမှတ်သုံးစစ်တီတာရှိရှိရှိဗျူဟာတာအရင်ကကရင်နယ်ကြားဆောင်တက် BGF တက်နယ်တုံလက်အောက်ခံအမှတ်1399တက်ရင်ရဲ့တက်ဖြစ်ပြီးအမှတ်သုံးစစ်တီတာကိုဘူမူးကျုပ်စောမောင်ဝင်းကတာဝန်ယူကုတ်ခဲ့ပါတယ်။ BGF KNY ဟာစစ်ကောင်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုကူညီဆောင်ရွက်ပေးသွားမယ်လို့ အခြားအပြည့်ရဲ့ကရင်လက်နက်ကင်အဖွဲ့တွေဖြစ်ကြတဲ့ KNU, KNL, PC, DKPE တို့နဲ့ပူးတွဲသဘောထားထုတ်ပြန်ပြီးနောက်ပြည်ပြည်နယ်တက်ကစစ်မျက်နှာ၄နေရာတက်မနေ့မှစစ်ကောင်စီတက်ကိုစီရေးအကူအညီတွေလှုပ်ဆောင်ပေးလာခဲ့တာပါကရင်နယ်ကြားဆောင်တက် BGF ကရင်အမျိုးသားတက်မတော် KNU အဖြစ်ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ထုတ်ပေါ်ကြေညာထားပြီး BGF တက်ရဲ့ဖွဲ့စည်းတိဆောက်ပုံကိုပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်လက်ရှိမှာ PGF KNU ကိုစစ်တေတာ၄ခုဘျူဟာ၉ဘျူဟာ တရင်60ကျော်နဲ့ဖွဲ့စည်းတိစောက်ထားတယ်လို့ BGFKN စီရေးချုပ်ကပြောကြားထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ MNDAA ရဲ့စစ်တုံဘန်းဟောင်းနမခစစ်တိုင်းမှုမြို့မင်းထွေအမိန့်နဲ့ကံကောနေမှာရှိတဲ့အရာရှိအချို့နဲ့စစ်မှုထမ်းအများစုပါတဲ့စစ်ရင်အားများကလေးမျိုးကိုရောက်ရှိကစစ်ကြောင်းများပြန်ထိုးရန်လှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းကံကောမြို့နယ်ကဗျူဟာမှုအပါအဝင်အကြမ်းဖက်အရာရှိတချို့နဲ့စစ်ရင်အားတွေကိုမုံရွာနမခတိုင်းမှုမြို့မင်းထွေက ကလေးမျိုးစီကိုခေါ်ယူအင်အားပြည့်တင်းရင်နမခနေမြေတွင်စစ်ကြောင်းတွေပြန်ထိုးခိုင်းဖို့လှုပ်ဆောင်နေတယ်လို့ယော်လင်တန်အဖွဲ့ဝင်ကိုမင်းတပ်သားကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့နဲ့18ရက်နေ့တွင်မှာဂန်ဂောမျိုးခလာရ90တက်ကအကြမ်းဖက်ပြူအမှုလှမျိုးထွန်းတဲ့အရာရှိတချို့အပါအဝင်စစ်အင်အားတချို့ကိုစစ်ထောက်ဖို့ရဟရင်တွေနဲ့စကိုင်းတိုင်းကလေးမျိုးစီကိုခေါ်ဆောင်ခဲ့တယ်လို့နေမြေချင်းထိဆက်နေတဲ့ဟန်တာဝရီပြူစောတီရွာကစစ်ကော်မရှင်အင်အား30နီးပါးနဲ့ပါဝင်ခဲ့တယ်လို့သိရှိရပါတယ်။ အဲ့ဒီလိုခေါ်ဆောင်ခံခဲ့ရတဲ့အကြံပတ်စစ်ကော်မရှင်တပ်သားအများစုဟာပြည်သူစစ်မှုထမ်းပစတွေဖြစ်ကြပြီးကလေးမျိုးတက်ကတူမှာနေရာယူထားကြောင်းသိရှိရပါတယ်။အကြံပတ်စစ်တပ်ဟာအော်တိုဘာလဒုတိယအပတ်နဲ့တတိယအပတ်တွေထဲမှာ Y8 ထောက်ပို့လေယာဉ်နဲ့၅ကြိမ် ATR 72စစ်ထောက်ပို့လေယာဉ်နဲ့၂ကြိမ်စုစုပေါင်းစစ်အင်အား300နီးပါးကိုကလေးမျိုးစီခေါ်ဆောင်ထားခဲ့တယ်လို့ကွန်မင်းတပ်သားကဆိုပါတယ်။စစ်တပ်ကကန်ကွန်ဟန်တာဝတီကလီကာလန်ပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ပြင် ခေါ်ယူအပြစ်ထားတဲ့စင်အားတွေနဲ့ချင်းပြည်နယ်ဟခအပါအဝင်တမူးမုံရွာကလေးနယ်ကံကောနေတွင်စီကိုစစ်ကြောင်းတွေအပြိုင်ထိုးဖို့ကြိုးစားလာတယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လအတွင်းမှာအရှိမြောက်တိုင်းစစ်ထနာကျုပ်လာရှုကို MTAA နဲ့ပူပေါင်းတပ်တွေဝင်ရောက်တင်ပတ်ခြင်းလက်နက်ချအညံ့ခံခဲ့တဲ့ဘူမူးကျုံမြို့မင်းထွေးဟာတုံပန်းအဖြစ်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်ထနာကျုပ်တိုင်းမှုအဆင့်ထိရာထူးတိုးခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ ်မုံရွာနဲ့ချောင်းမြို့အဆက်ဘုံတူရွာလေချောင်းတက်ခိုက်မှုတွေအပါအဝင်စစ်ရောင်ဆွဲမှုတွေကိုစိုးစိုးရွာရွာပြန်လည်လှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်လက်ရှိမှာမကွေးတိုင်းကင်ကောမြို့နယ်မြောက်ပိုင်းဟန်တာဝရီပြူစောတိရွာနဲ့ကလေးမြို့နယ်တောင်ပိုင်းကျန်တာရွာကအကြမ်းဖက်ပူးပေါင်းစစ်ကြောင်းဟာမန်တော်ရွာအတွင်းကိုရောက်ရှိနေပြီးကလေးမြို့ကစစ်ကြောင်းနဲ့တူကန်ကောမြို့ကိုကလေးကန်ကောလမ်းပိုင်းတိုင်းလာနိုင်ခြင်းရှိတယ်လို့လည်းကိုမင်းတပ်သားကပြောပါတယ်ဟန်တာဝရီရွာကစစ်ကြောင်းကလည်းကလေးမြို့ဘက်ကိုရသလောက်ထိုးပေါက်နေပြီး လေးမျိုးဘက်ကနေလာတဲ့စစ်ကြောင်းနဲ့ကံကောကလေးလမ်းမကြီးတစ်ခုလုံးကိုပြန်လဲထင်းချုပ်ဖို့ကြိုးစားနေတဲ့အခြေအနေပါ။နောက်ပြီးစစ်တိုင်းတွေချုံလိုက်တော့နာမခါကချင်းပြည်နယ်အထိတာဝန်ယူရပါပြီ။အဲဒါကြောင့်ကလေးမျိုးဘော်စူးစီးထားတဲ့ကောင်တွေကချင်းပြည်နယ်ဟာခါမျိုးဘက်တစ်ဖွဲ့၊စကိုင်းတိုင်းတမူးမျိုးဘက်ကိုတစ်ဖွဲ့နှစ်ဖွဲ့ခွဲပြီးရွေးကောက်ပွဲအမိပို့မယ်လို့သိရပါတယ်။အခုတော့ပို့နေပါပြီ။နောက်ပြီးကလေးကနေကံကောဘက်ကိုထုတ်ဖို့ကံကောကဘီဝါမှုကိုခေါ်တယ်လို့ထင်ပါတယ်လို့ ရော့အလင်တန်အဖွဲ့ဝင်ကိုမင်းတက်တာကပြောပါတယ်။အကြံဖတ်စစ်တဲ့အနေနဲ့ကလေးကံကောလမ်းပိုင်းအပေါ်ကိုအင်းအားအလုံးအရင်တုံးပြီးစစ်ကြောင်းထုံးနေမှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းကြံတာရွာကနေတော်လိုင်းရီတက်တွေပြန်လည်ဆုတ်ခွာပေးထားရပါတယ်။ကလေးမြို့နယ်တောင်ပိုင်းဤသူမြောက်ပိုင်းကကလေးတမှုခေါ်အာရှလမ်းမကြီးပတ်မှာလေအကြံဖတ်စစ်အုပ်စုက SNA ကတဲ့ ULFA နဲ့နာက NSEC လက်နက်ကင်တပ်ဖွဲ့တွေအင်းအားအသုံးပြုပြီးပြီးခဲ့တဲ့ August လကလေးကစစ်ကြောင်းတွေထုံးနေရမှာ တော်လန်ရေးတပ်တွေနဲ့တိတွေ့တိုက်ပွဲတွေလည်းရှိနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြင်းကြံမြို့နယ်မှာစစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်သင်္ဘောများကိုဒရုန်းနဲ့ဘုံကျချတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအချမ်းဖတ်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်သင်္ဘောတွေကိုဒရုန်းနဲ့ဘုံကျတိုက်ခိုက်ခဲ့ရမှာစစ်သားများထိခိုက်မှုရှိနေကြောင်းရေစကြိုတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အော်တိုဘားလာ၁၂ရက်နေ့မှာမြင်းကြံမြို့နယ် စိတ်ညံရည်တင်ယုံအကြံဖတ်စစ်တပ်ရဲ့ရည်ချောင်းစစ်စေးရေးဂိတ်မှာစစ်တင်းမောများရောက်ရှိခိုးနာနေစဉ်တော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ဘုံလီလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့သိရတဲ့တော့စစ်ခွေးမတည်ဘူးလို့တော့ကြားတယ်။ဒါပေမဲ့စစ်ခွေးလေးကောင်တော့ထိခိုက်ဒဏ်ရာရတယ်။စစ်ခွေးတင်းမောကတော့ခေါင်းမိုးပျက်စီးသွားတယ်။အဲ့ဒီတင်းမောကိုစစ်ခွေးတွေကစိတ်ညံရည်တင်ယုံနာမှာပဲအခုတည်းပြင်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီဒစည်းကမထွက်နိုင်သေးဘူးလို့ရည်စကြိုတပ်ပေါင်းစုမှတာဝန်ရှိသူကဆိုပါတယ်။ အစူပါတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုရဲ့ drone ဖွဲ့မှရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖတ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တောင်ကြီးမှာလူသေးအလောင်းစွန့်ပစ်မှုနဲ့အမျိုးသားတအူဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူသေးအလောင်းစွန့်ပစ်သွားသူလို့တန်တရားရှိတဲ့အမျိုးသားတယောက်ကိုအော်တိုဘားလ18ရက်နေ့မှာရဲကဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်အသက်30ကျော်အရွယ်အမျိုးသားအလောင်းကိုအော်တိုဘားလ16ရက်နေ့ည17နာရီကျော်လောက်မှာမြို့မှာရက်ကွက်ဆက်ဆန်ထွန်းလမ်းထဲမှာကာတစီကဆွန့်ပစ်ခဲ့တာဖြစ်ပြီးအလောင်းမှာထိုးသွင်းဒဏ်ရာတွေမိလောင်ဒဏ်ရာတွေပြက်ရှဒဏ်ရာတွေတွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ် Honda Fit အဖြူရောင်ကားကိုမောင်းနေသူအမျိုးသားဟာဘူဂျိုလမ်းပေါ်မှာလူတစ်ယောက်ကိုတိုက်မိခဲ့ပြီးကောင်းတဲ့ဒီုတ်တိုက်ပါလာခဲ့တာကြောင့်မြို့မရက်ွက်ထဲမှာပြစ်ခဲ့တယ်လို့ရေစကန်မှာထွက်ဆိုထားတယ်လို့ဒေတာခန်တွေစီကနေတဆင့်သိရှိရပါတယ်။ ဒေသခံတယောက်ကည7:00နာရီပြန်လာချိန် slow down လို့ထင်ရတာကိုမောင်းပြီးဂလုံးဆူကြတယ်။မိပြီးသူစမောင်းလာတဲ့ချိန်လူချိတ်ပါလာတယ်ဆိုပြီးဖြုတ်ပြီးလွတ်ပစ်ခဲ့တယ်လို့ဆိုပြီးပြောပါတယ်။ရဲတွေကတော့မတင်ကြဘူး။တင်းသူမှာဓာခုတ်ဒံရရောမီးလောင်ဒံရရောပါတာဆိုတော့အခုတော့ဆက်မေးနေတယ်လို့ကြားတယ်လို့ဆိုပါတယ်။ကားမောင်းလာသူဟာကားကိုကန်ကြီးရက်ွက်ကအတိမိတ်ဆွေအိမ်မှာထားခဲ့တာကို CCTV မှတ်တမ်းတွေကနေကားနံပါတ်နဲ့လမ်းကြောင်းတွေစစ်စစ်ရင်ဖမ်းဆီးရမိတယ်လို့သိရှိရပါတယ်။ CCTV မှတ်တမ်းအရကားကလူကိုကြိတ်မိပြီးခြေထောက်တစ်ဖက်ထွက်တရွတ်တိုက်ပါသွားတာကိုလည်းတွေ့ရှိရပါတယ်။ဒေသခံတယောက်ကဒါကကြိုတင်ကြံစီပြီးတက်ဖြတ်တဲ့ပုံစံပဲ။ကြိုးတုပ်ထားတယ်၊မိလောင်တန်ရလည်းရှိတယ်၊ခုတ်ထစ်ထားသလိုတန်ရလည်းရှိတယ်။ဒါပေမဲ့သူ့လည်းထွက်မနေဘူးလို့ကြားတာပဲ။ပြီးတော့ဘောပါမရှိဘူးဆိုတော့တေပြီးမှတေချာစီစဉ်ပြီးလာပစ်ထားသလားမှတ်ရတယ်။ပြီးတော့ငါသာလူတသမဆိုရင်အဝေးကိုသွားပြင်မှာပေါ့။ဘာလို့ကိုနေတဲ့ရက်ွက်ကလမ်းပေါ်ပြင်မလဲနော်လို့ဆိုပါတယ်။ ရင်မတော်တဆမှုလားဒါမှမဟုတ်အလောင်းစွန့်ပစ်ထားတာလားဆိုတော့မသိရှိရသေးပဲဖန်စီရမိသူကိုရေစကန်ကဆက်လက်စုံစမ်းနေတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်အတွင်းမှာအရာရှိစစ်သည်နဲ့မိသားစုဝင်များရွေးကောက်ပွဲမှာဆန္ဒမဲပြီးကြရင်းနဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူပေါင်းဆောင်ရွက်ရန်မင်းအောင်နိုင် PRP ညွှန်ကြားနေကြောင်းတင်ဆက်ပေးပါမယ်အကြံပါစစ်တပ်အတွင်းမှာအရာရှိစစ်တီနဲ့မိသားစုဝင်များရွေးကောက်ပွဲမှာဆန္ဒမဲပေးရန် မင်းအောင်လင်းက PRP အမိန့်ပေးညွှန်ကြားလျက်ရှိပါတယ်။အော်တိုဘာလ16ရက်နေ့ကိုကိုကျွန်းတက်နေကိုရောက်ရှိခဲ့တဲ့အကြံဖတ်မင်းအောင်လင်းကစစ်တီအရာရှိများနဲ့တွေ့ဆုံစမှာအဲ့ဒီလိုရွေးကောက်ပွဲမှာစစ်တပ်နဲ့တပ်ဆိုင်သူများဆန္ဒမဲပေးကြရန် PRP အမိန့်ပေးလာခြင်းဖြစ်ပါတယ်။ကိုကိုကျွန်းတက်နေမှာမင်းအောင်လင်းကမကြမီအချိန်အတွင်းရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်ဆန္ဒမဲပေးရမှာမိမိတို့ဒေသနဲ့နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိမ့်မဲ့သူတို့တာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိမ့်မဲ့သူ နိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမည်ရှိသူကိုရွေးချယ်ကြရင်လူအကြောင်းမင်းအောင်နိုင်ငံဆိုပါတယ်တက်တင်းမှာတော့ဘယ်သူကိုမဲပေးပါဆိုပြီးညွန်ကြားချက်တရားဝင်တော့ထွက်မလာသေးပါဘူးဒါပေမဲ့2020တုန်းကမဲပေးမဲ့ရမတိုင်မီတရက်မှာပြည်ခိုင်ဖြိုးကိုမဲပေးရမယ်ဆိုပြီးအမိန့်ထောက်ပါတယ်အခုလဲတက်ချုပ်ရဲ့စကားအရဒုတာဝန်အရေးသုံးပါဆောင်ထိမ့်မဲ့သူနိုင်ငံရေးကာကွယ်ရေးအမည်ရှိတဲ့သူဆိုတာကတမတော်ကအငိမ့်စစ်ဖို့ကြုတ်တွေကိုညှို့နေတာပါ ပြည်ခိုင်ပြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေကြပါပဲရွေးကောက်ပွဲအနီးကရောက်ရင်တော့ဘယ်သူကိုမဲပေးပါဆိုတာတရားဝင်ညွန်ကြားချက်ထွက်မယ်ထင်တယ်လို့စစ်ဘက်သတင်းရှိမြစ်ကဆိုပါတယ်ဒါအပြင်မင်းအောင်နိုင်ကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းမှာရှိတဲ့အရာရှိစစ်သည်နဲ့မိသားစုဝင်များအားလုံးပူးပေါင်းပါဝင်ဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းကိုကိုကျွန်းတက်နဲ့တွေ့ဆုံပွဲမှာညွှန်ကြားချက်ပေးထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာရဲ့အတုရောင်ရွေးကောက်ပွဲအားပြက်ပြက်သားသားဖယ်ချရန် PRP ခံရတဲ့မလေးရှားဆိုတဲ့ဆီယလာစုဝေရဲ့စီးရီးနိုင်ငံရေးသတင်းစောက်ပါကောင်တပုတ်ကိုတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံတွေဟာပို့ကိုများကြဆင်းလာနေခြင်း online ငွေလိမ်ကိုင်းများမှုလို့ပေါက်လာနေခြင်းဘွဲဝင်နိုင်ငံများအကြားနေဆက်ပြဿနာဖြစ်ပွားလာနေခြင်းအစရှိတဲ့တခုနဲ့တခုဆက်ဆက်လာနေတဲ့ပြဿနာများရဲ့အခက်အခဲဆုံးအခြေအနေမှာရောက်ရှိနေပါတယ်။အဲ့ဒီလိုအမျိုးမျိုးသောပြဿနာကြားထဲမှာ ်ဘွေဖောက်နေတဲ့မြန်မာစစ်အုပ်စုအားမလုကြမှာလဲဆိုဒီကနောက်အပတ်အကုန်မှာကွာလာလမ်ပူမှာကျင်းပမဲ့အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာခေါင်းခဲရဆုံးပြဿနာဖြစ်လာနေတယ်လို့အစချေပြီးဟောင်ကောင်ထုတ်ဆော့ China Morning Post သတင်းစာကြီးကယခုလိုရေးသားလာခဲ့ပါတယ်။မင်းအောင်လှိုင်ဟာ၎င်းထိချုပ်နိုင်တဲ့နေမီများတဲ့မှာရွေးကောက်ပွဲလုပ်မယ်ဆိုကာအခြေအနေများကိုပို၍တင်းမာအောင်ဖန်တီးလာခဲ့ပြီဖြစ်ပါတယ်။ကိုပြည်သူများကိုပြန်၍အကြမ်းဖက်တပ်ဖြတ်နေမှုအဆုံးတက်ရန်ဆိုတဲ့ အဖွဲ့ဝင်နိုင်ငံကြီးများရဲ့သဘောတူညီချက်ကိုအခန့်နေဒီကိုဒီအတိုင်းလွှတ်ထားမည်ဆိုကအာဆီယံဟာအဆက်မပါတဲ့အခွန်ကြီးတက်တက်နဲ့အရေးမပါတော့တဲ့အနေထားရောက်ရှိသွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးလာခဲ့ပါတယ်။ NUG ကလည်းပြည်သူများတောင့်တနေတဲ့ထိုးစစ်ကြီးမျိုးယခုနှစ်အတွင်းမစင်နှွဲ့နိုင်ကလည်းအလားတူအနေထားမျိုးရောက်သွားနိုင်ပါတယ်။ဒီအတွက်လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားထံကို PR ပေးမှုများစုပြုံကြရောက်လာနေပြီဖြစ်ပါတယ်။ကြီးညာချက်များထုတ်ပြန်ပြီး စေအုပ်စုရဲ့ရွေးကောက်ပွဲနဲ့ရဲမတစ်စင်ထွက်ပေါ်လာမယ့်အစိုးရကိုပြက်ပြက်တောက်တာညှင်းပယ်ရန်တောင်းဆိုလာနေကြပါတယ်။အာဆီယံအနေနဲ့အတူအယောင်ရွေးကောက်ပွဲကိုညှင်းပယ်ရုံတမကနောက်ပိုင်းဖြစ်လာသည့်များကိုမြည်တို့မြေပုံဆောင်ရွက်သွားပြီဆိုတာကိုပါစမ်းစစ်ရတော့မှလည်းဖြစ်တယ်လို့ဆိုပါတယ်။ဝေဘန်သူတွေကစေအုပ်စုဟာနေမြများကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အပြင်လူတန်းပေါင်းများစွာကိုလည်းပေတုထောက်မဲ့ရွေးကောက်ပွဲမျိုးဖြစ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။လူနေဒေတာတွေကိုဆက်၍ဘုံကျဲတက်ခိုက်နေတဲ့အပြင် ငင်းချမ်းရေးဆွေးနွေးပွဲများပြင်းပြအောင်မေမေရရကြိုးပမ်းအားထုတ်မှုမျိုးမတွေ့ရဘူးလို့ဆိုပါတယ်။၎င်းတို့အပေါ်မှာတစ္ဆာခံမှုများအကြောက်တရားများနဲ့လုံမဲ့ရွေးကောက်ပွဲမျိုးဖြစ်ပြီးနေမည်များလက်လွတ်နေရတဲ့ကြားထဲမှာတရုတ်နဲ့ရုရှားတို့မျက်နှာမပြတ်ရအောင်ဖန်တီးပေးရတဲ့ပွဲလေးဖြစ်ပါတယ်။ယခုပတ်ထဲမှာပဲမင်းအောင်လိုင်ကတရားရာခိုင်နှုန်းအပြည့်မလုံနိုင်ပါဘူးလို့ဝန်ခံသွားခဲ့ရပါတယ်။ EU ရဲ့လူခွင့်ရေးအထူးတရမန်မှာလည်းစီဝိုင်းတဲကိုဝင်လာပြီးစီအိုဆူမှာစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲဟာ ရလက်တခုသာထွက်ပေါ်လာဖို့ရှိပါတယ်။ဆွေးနွေးညှိနှိုင်းခြင်းမျိုးလည်းမရှိပါဝင်ခွင့်လည်းမရတဲ့အတွက်ယုံကြည်နိုင်စရာမရှိတဲ့ရလက်သာထွက်ပေါ်လာနိုင်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။အာနာသိပြီးလင်းနစ်ခွေကြာတိတိုင်ပြည်တွင်းစစ်ငွေလိန်ကိုင်းဗဟုဌာနများမူရစ်စီဝါထုတ်လမှုရုတ်တရက်မြင့်တလာခြင်းနဲ့ငတ်မော့နေတဲ့ရိုဟင်ဂျာမွတ်စလင်များအပါအဝင်တန်ပေါင်းများစွာသောလူများအားနိုင်ငံရဲ့ခြားကိုထွက်ပြေးစေခဲ့တဲ့ကြီးမားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ရဒုက္ခများအပါအဝင် ဇက်တိုက်ဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုများပို၍ပြင်းထန်လာပြီးအာဆီယံရဲ့လုံခြုံရေးကိုအန္တရာယ်အသင့်များဖြစ်စေနိုင်ကြောင်းကြွမ်းကျင်သူများကသတိပေးလိုက်ပါတယ်။အာဆီယံဟာဒေတာရစ်တည်ငြိမ်မှုကိုအထူးဦးစားပေးဆောင်ရွက်ပေးမယ်လေ။၎င်းတို့ဖြစ်လာစေခြင်းသည်များကစစ်အုပ်စုစီမံထွက်ပေါ်လာမီကမဟုတ်ဘူးလို့ဆိုပါတယ်။ယခုချိန်ထိရုံးရော့သွားခြင်းမရှိတဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုပြက်ပြက်တတထောက်ခံသွားဖို့သာရှိပါတယ်။အာဆီယံအနေနဲ့ လိန်လေလှေဖျားတဲ့စီးပွားရေးပေါ်ပေါက်လာခြင်းရဲ့ကုန်ကျစရိတ်နဲ့လိန်လေတဲ့ရွေးကောက်ပွဲတစ်ခုကပရိပခတ်ကိုမြည်သွို့မြည်ပုံအမြဲတစေဆက်လက်ဖြစ်ပွားစေမှာကိုအပြည့်အဝနားမလည်သေးပါဘူး၎င်းတို့ဟာမြန်မာပြည်တွင်ခုခံတော်လှန်ရေးအခြေအနေများမှာအခြေခံအဖြစ်ကွဲပြားခြားနားနေသည့်ကိုသဘောမပေါက်ပဲအတိတ်ကအခြေအနေများသာပြန်ဖြစ်လိမ့်မယ်လို့တွေးတင်နေကြတယ်လို့မြန်မာအင်ဒိုနီးရှားစင်ကာပူနဲ့မလေးရှားနိုင်ငံကိုအထူးပြုလေ့လာနေတဲ့မလေးရှားရှိ University of Nottingham မှာ ဂွန်ဒူးဆောင်သူတွေသည် Bridget Walsh ကအထက်ပါတိုင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။အကယ်၍အာဆီယံဟာအထက်မှာပြောခဲ့တဲ့အတိုင်းရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးဆိုပါကစိတ်ဓာတ်များကျဆင်းကမဲအောင်နိုင်အပေါ်ယုံကြည်အားကိုးမှုများရုတ်ရော့သွားမှာဖြစ်ပြီးအားလုံးကအနာဂတ်မှာ၎င်းတို့ယက်တီယာယက်တီကြောင်းကိုတုံးသက်လာကြမိတာဖြစ်တယ်လို့မိမိအနေနဲ့ယူဆပါတယ်။နိုင်ငံတကာ PR ပေးမှုများကိုဂရုမစိုက်ဘူးလို့ဆိုတဲ့၎င်းတို့ရဲ့အစီအဝေးများထဲမှာခိုးကြောင်ခိုးဝက်ပြောနေတဲ့စကားဟာလည်း မင်းအောင်လိုင်းပြရာခန့်နေပုံကိုကြည့်၍၎င်းတို့အချင်းချင်းအကြမှာပဲအယုံကြည်မရှိဖြစ်လာနေပါတယ်မင်းအောင်လိုင်းတို့အဖွဲလက်ရှိမှာမျက်စိဇုံမိတ်အားကိုနေရတဲ့တရုတ်ဟာမြန်မာကောင်းဆောင်အဆက်ဆက်ကိုဖိအားပေးနိုင်ရေးအတွက်ပြည်ရင်းပဋိပက္ခများလက်ရှိအနေအထားထက်အရှိန်အဟုန်မြင့်မလာရင်းနဲ့တစ်ဖက်မှာလည်းအလုံးစုံငြိမ်းချမ်းရေးရရှိမသွားအောင်ထိန်းထားဖို့ဆိုတဲ့ Neither Hot War Nor Complete Peace မျိုးသာဖြစ်တဲ့အတွက်တကယ်တမ်းတိုင်းပြည်ငြိမ်းချမ်းအောင်လုပ်ပေးမယ့်လူများမဟုတ်ပဲဖြစ်နေပါတယ်။အာဆီယံသား တိတိယောက်ယောက်မလုပ်နိုင်ခဲ့ရင်မြန်မာကိုတရုတ်လက်အောက်ခံဖြစ်တွန်းပို့လိုက်တဲ့အတူတူပင်ဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားသစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။